Okay Buckley Reaction YouTube channel နေပြန်လဲကြည့်ဆိုပါရယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညကင်တော်တော်များများစာရတယ်ပြီးတော့ live ပွေလဲရတယ် bonus လဲရတယ်ဆိုတော့အရန်ပီတိကုန်ယူဖြစ်ပါတယ်ကျွန်တော်တို့စာရအောင်နော်ကချင်ခေါင်ရေနဲ့ညကင်ချိုချိုလေးရပါမယ်ဟုတ်ကဲ့ပါတပွဲမှရင်ဘူဟာမူမီဖို့လက်ဆောင်ရပါမယ် ဒီကနေ့မှာကချင်သွမြောက်ရေးတက်မတော့ KIA ပြစ်ချလိုက်တဲ့ MISMT စေရဲ့ရင်နှစ်စင်းနောက်ဆုံးရအခြေအနေတွေဒစင်းကတော့ viewer မှုပါတဲ့ဒါအချက်မဖက်စစ်ခွေးတက်က MISMT ဒစင်းကတော့တော်ရဲမှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိတ်ထီရမိထားပါတယ်ရုပ်သံဗီဒီယိုနဲ့တကွာကျွန်တော်တင်ပြပေးမှာဖြစ်တဲ့နောက်တဲ့ဒစင်းကလည်းပဲဘလို့မှပြန်တန်းလို့မရတဲ့အခြေအနေမှာ တွေ့တဲ့နေရာကိုအစဉ်ပြေလို့ရှင်လိုက်ရတဲ့အခြေအမဲ့ ဆောင်းဆောင်းကြီးဖြစ်နေပါကြောင်းကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ပြီးတော့ယင်ကျွန်တော်နိုင်ငံတနိုင်ငံလုံးမှာကျွန်တော်ရေဦးတော်လန်ရေးစတဲ့အချိန်တွေကပြစ်ချခဲ့တဲ့ရဟယင်အစင်ပေါင်းအမြောက်အများစွာတွေကထင်ရှားတဲ့ကျွန်တော်တို့ဒါအကျဖက်စစ်ခွေတက်ရဲ့ဒီတိုက်လေရင်အကြောင်းကိုကျွန်တော်တင်ပြပေးသွားပါမယ်ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကို delete စာဖိတ်ခေါ်လိုက်ပါတယ်ကချင်ခေါင်ရီချိုချိုလေးနဲ့ငှက်ခင်ချိုချိုလေးတုံးဆောင်လို့ ရပါပြီတပွဲမှရင်တပွဲလက်ဆောင်ဖြစ်တဲ့အတွက်ဘူဟာမှုနဲ့တစ်ဖွဲ့လုံးမီးဖုတ်ထားတဲ့လိုက်ပွဲလေးကို ကျွန်တော်တို့အလကားပြီးသွားမှာ ဖြစ်ပါတယ်ဒီလိုက်ပွဲဟီလီယာနဲ့ပတ်သက်ပြီးတော့ at yebo shanli ကျွန်တော်ရဲ့ telegram မှာ ရုပ်သံ video file hd အကြီးအတန်းမှာအပါကျွန်တော်တင်ပြပေးထားပါတယ်ဒီရုပ်သံ video ကိုကျွန်တော်မိပါလေးကြည့်ပြီးသွားရင်တော့ ဒါတကယ်ကိုအာရနှစ်သက်ဖွဲ့မြင်တွေ့ရမှာဖြစ်ပါတယ်ဘတ်စိတ်ကြီးကလည်းလေဘဲဘတ်စိတ်အခုံးမှာလည်းလေဘဲအဖွင့်ရေဘက်မှာလည်းတောင်မှန်လေးနဲ့တခုတော့ကျွန်တော်ကြိုပြောထားပါမယ်ကျွန်တော်ရဲ့ Telegram နဲ့ကိုဟိုဘက်ရက်ကောက်အောင်နေဝင်ဝင်ပြီးတော့ခိုးကြည့်တယ်တခါခါကြာရင်သူတို့ကမခံမရက်နိုင်ဒါဟောင်းနာတွေလည်းရှိပါတယ်ဆိုတော့အခုကျွန်တော်ရဲ့ရေဝရှယ်လေး Telegram မှာတင်ပြထားတယ် ရုပ်တံဗီဒီယိုဖိုင်ဟာ AI နဲ့လုပ်ထားတာမဟုတ်ဘူးနော်ဒီရဟယင်ကဒီရဟယင်ကဗျူဟာမှုဗျူဟာမှုတစ်ဖွဲ့လုံးစီလာတဲ့ရဟယင်ဖြစ်တယ်ဗျူဟာမှုတစ်ဖွဲ့လုံးစီလာတဲ့ရဟယင်ကိုကျွန်တော်တို့တော်တွင်းမှာတွေ့ရှိထားတာဖြစ်ပါလေရဟယင်ဒီစည်းလုံးကတော့အမိုက်ပုံမီရှိုးထားတဲ့ပုံစံအတိုင်းပါပဲဗျူဟာမှုနဲ့ပိုင်လော့တွေအပါအဝင်တစ်ဖွဲ့လုံးကတော့တကယ်ကိုမီဖောက်ထားတဲ့ နှက်ကင်အညော်နှဲ့နဲ့ပါရောပြီးတော့တော်တော်လေးကိုကြည့်မကောင်းရှုမကောင်းအခြေအနေတွေကိုကျွန်တော်မိဘတွေကြည့်ရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကြိုပြီးတော့အသိပေးလို့တာကဒါဒီပေါ့နှလုံးအားနေတဲ့သူတွေပြီးတော့အသက်ငယ်ရွယ်တဲ့သူတွေဝင်မကြည့်ဖို့တော့ကျွန်တော်ဒီကနေပြီးတော့လေးလေးနက်နက်မေတ္တာရက်ခံလိုပါတယ်။ဟုတ်ပြီ။ကျွန်တော်မိဘတွေဒီအပိုင်းမှာလီဘဲတွေအစဉ်ပြေရဲ့လား။လီဘဲတွေရဲ့ ဌာနချုပ်ကိုသူတို့ရဲ့ leader scan တွေအပါအဝင်ကောင်းကင်မှာပါပြန်ဝဲနေတဲ့လေဘဲတွေပါတဏ္ဍာကုံတိတ်လို့ရပြီဟုတ်တယ်နော်နာရေးဖိတ်စာ အကုန်လုံးကြိုတင်ပြင်ဆင်ထားလို့ရပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံတိုင်းကံလုံးမှာလက်ရှိစမဖြစ်နေတဲ့နေရာတွေမှာကျွန်တော်တို့ပြစ်ချနိုင်ခဲ့တဲ့ ရုတ်တံဗီဒီယိုနဲ့တကွာကျွန်တော်တို့မိဘပြည်သူတွေကိုတပြနေခြင်းဟာကျွန်တော်မိဘတွေရဲ့ဝိဉာဉ်ကူညီပူချောင်းဆိုတာကိုတိုင်းသားတပ်ဖွဲ့ဝင်တွေအကုန်လုံးသိတယ်ဒီနေ့ KIA ရဲ့ထုတ်ဖော်ပြောဆိုမှု KIA 0.5နဲ့ပြတ်သွားတာမဟုတ်ဘူးနော်ခုံထမ်းနဲ့ပြတ်သွားတာ MI 76ဆေးရရင်လာမယ်ဆိုရင်ဝိဉာဉ်ပြစ်ဘာနဲ့ပြစ်ကြမလဲဆိုတာကိုကျွန်တော်တို့သိရှိပြီးသားဆိုတော့ကျွန်တော်တို့ကိုရင်လည်းဝင်လာရှင်တော့အခုလိုပဲ သုံးစင်းတက်လာတယ်တစ်စင်းမဲအိမ်ပြန်ရောက်တယ်နှစ်စင်းကတော့ပြုတ်သွားတယ်ဟုတ်ပြီဒီသတင်းတွေကချင်ခေါင်ရင်နဲ့ငှက်ကင်တွဲဆက်ပြီးတော့မစားသုံးခင်မှာကျွန်တော်တို့လက်ရှိအချိန်မှာအာနာသိမ်းပြီးနောက်ပိုင်းမှာတော်လန်ရေးတက်ဖွဲ့ဝင်တွေကျွန်တော်တို့လူငယ်တွေပြစ်ချနိုင်ခဲ့တဲ့အကြမ်းဖက်စစ်ခွေးတက်ကတိုက်လေရင်တွေနဲ့ရဲရင်တွေကိုကျွန်တော်မိဘတွေကိုပြန်တင်ပြပေးကြပါမယ် 2021မေလ3ရက်နေ့မှာ KIA ကပြစ်ချခဲ့တဲ့မိုးမောင်းမြို့နယ်မှာ MI 35တိုက်ခိုက်ရေးရဲရင်2023ဖေဖော်ဝါရီ3ရက်နေ့မှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တပ်ပေါင်းစုကပြစ်ချလိုက်တဲ့နေရာကရွှေပြည်အေးမြို့နယ်မှာ2023ဇွန်လ30ရက်နေ့မှာ KNPLF နဲ့ KND တပ်ပေါင်းစုပြစ်ချလိုက်တာကရွာသိမ်းမြို့အနီးက K8W အပေါ်စားတိုက်လေရင် 2023 November 17ရက်နေ့မှာ KNTF B01 နဲ့ KA ကပြစ်ချလိုက်တဲ့ KND ဒေတာအတွင်းထဲမှာအပေါ်စားတိုက်လေရင်တစင်း KHW 2024 January မှာ KIA ပြစ်ချခဲ့တာကဝိုင်မော်မြို့နယ်အတွင်းထဲမှာ MI70 တေယူပို့ဆောင်ရေးရဟရင်2024 January 16ရက်နေ့မှာ KIA ကပြစ်ချခဲ့တဲ့ခုတ်ခိုင်မြို့နယ်မှာ FTC 2000ကြီးတက်ခတ်ရေးရဲ့ရင်2004 January 29ရက်နေ့မှာ KNL နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ကော်ဘရာစစ်ကြောင်းကပစ်ချလိုက်တဲ့တငန်းညီနောင်ညရီမာဘောကျွန်တော်ရပြီးပါတယ်အဘူဒါဘောကြီးတက်တက်ခွပြတဲ့အဲစစ်ရဲရင်ကိုကျွန်တော်ရပြီးပါတွေအင်တာဗျူးတွေမှာဓပုံတွေမှာဝေးဆာဆာတွေ့မြင်ရမှာဖြစ်တယ်ပြီးတော့တောင်ပိုင်းရဲ့ကျွန်တော်တို့ကာကွယ်သောတပ်ဖွဲ့ဝင်တွေ တောင်ပိုင်းရဲ့သူရဲကောင်းနေဒါဒီ music ပေါ့နော်တော်လိုင်းရေးသင်းနေလုပ်တဲ့နေရာမှာလည်းပဲတကယ်ကိုအာနောက်ခံပေါ့နော် နောက်ခံအနေနဲ့အများဆုံးအသုံးပြတဲ့အဂျဟယင်တစ်ခုဖြစ်ပါတယ်အဲ့ဒီရဲယင်ကလည်းပဲကျွန်တော်တို့ Eric Cobra AS 365ဖြစ်ပါတယ်တည်ယူပို့ဆောင်ရေးရဲယင်မျိုးစားပါပြီးတော့2024မေလ6ရက်နေ့မှာကင်နီတပေါင်းစုဖားဆောင်မြို့နယ်မှာပြစ်ချခဲ့တဲ့ မော်လကဲမြို့နယ်မှာပြတ်ကျသွားတဲ့ MI7B ရဲယင်ဖြစ်ပါတယ်အခုကျွန်တော်တင်ပြနေတဲ့ဒါစရင်တွေထဲမှာဒီနေ့ KIA ကပြစ်ချလိုက်တဲ့ MI7B စရဲယင်နှစင်းမပါသေးဘူးเนาะကျွန်တော်မြင်ပါဘုတ်ပြီဒါဆိုရင်တော့ KIA ပြစ်ချလိုက်တဲ့အကြောင်းဖက်စစ်ခွေးတက်ရဲတိုက်လေရင်တွေနဲ့စစ်ရဲယင်အစင်းရှိပေါင်း လေးစင်းတီရှိလာခဲ့ပြီဖြစ်တဲ့အကြောင်းကချင်တမျိုးသားလုံးအတွက်ဂုံယူပါချောင်းနဲ့ကချင်လွတ်လပ်ရေးမှာကျွန်တော်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့မာမိတ်တပ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့မိဘတီသူတရက်လုံးကိုစားအလုံးကိုဝမ်းမြောက်ဂုံယူပါချောင်းတင်ပြရပါတယ်ကျွန်တော်တို့ဘက်ကတော့အရန်ကိုဝမ်းမြောက်ဂုဏ်ယူနေပြီ။ဟိုဘက်ရောက်ကတော့ဘလို့အခြေအနေတွေဖြစ်နေပြီလဲကျွန်တော်ရဲ့မိဘတွေနည်းနည်းလေးသာစဉ်းစားကြည့် ဆိုတော့ဒီအပိုင်းတွေတွင်မှာကျွန်တော်တို့လေဘဲတွေနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်အတိပေးပြောကြားခဲ့ပြီးဖြစ်တယ်။လေဘဲမိသားစုဝင်တွေကိုလည်းအတိပေးပြောကြားခဲ့ပြီးဖြစ်တယ်။ကျွန်တော်တို့ကတော့ရှင်းစရာရှင်းတာရှင်းပါပဲ။တုတ်စရာရှိတာတုတ်ပါပဲ။ဖုတ်စရာရှိတာကိုလည်းပဲပြက်ပြက်သားသားဖုတ်မှာဖြစ်တယ်။ဒါကြောင့်လည်းပဲဒီနေ့ကျွန်တော်တို့တောင်းတိုင်းတနေရာမှာအရှင်လက်လက်ဒီပုတ်ခံလိုက်ရတဲ့ view ဟာမှုပေါ့ ဒါပါပဲသူတို့ရဲ့အတ္တတွေသူတို့ရဲ့လောဘတွေသူတို့ရဲ့မောဟတွေသူတို့ရဲ့အာနာတွေသူတို့ရဲ့စီးစိမ်တွေသူတို့ရဲ့ power တွေသူတို့ကိုကဲတင်နိုင်လားကျွန်တော်ယမိပါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့တကွာလုံးမှာရှိတယ်မိဘပြည်သူတူးချင်းစီတိုင်းတစ်ခါတည်းမှာဝင်ဝင်ခိုးခိုးပြီးတော့ကြည့်တတ်တဲ့ဘဝရက်ကွက်ကောင်တွေလည်းဖြည့်ပေးပါခမားတို့ရဲ့ power တွေခမားတို့ရဲ့အာနာတွေခမားတို့ရဲ့စီးစိမ်တွေခမားတို့ရဲ့ပိုင်ဆိုင်မှုတွေ ခမားတို့ရဲ့ယာတူးတွေအဲ့ဒီအရာတွေဟာအခုလိုပဲတော်ရင်တနေရာရမှာတန်ရာဘလဝနဲ့ရုပ်ပြက်စင်းပြက်ကျွန်တော်တို့ကချင်လွတ်လပ်ရေးတက်မလို့ KIE ခေါင်းထမ်းဝင်ပြင်းနဲ့ပြစ်ချမှုအတွင်းထဲမှာဒီဟာမှုအပါအဝင်ပိုက်လော့တွေတွဲပဲပိုက်လော့တွေအကုန်လုံးတစ်ဖွဲ့လုံး စုတ်ပြတ်တက်တေဆုံးသွားရတာအဲ့ဒီခင်ဗျားတို့ရဲ့အာနာရီပါဝါရီယာဒူးတွေစီးစိန်တွေပြီးတော့မြေတွေအိမ်တွေလောက်ပိုင်ခွင့်တွေဘုံမူးဆိုတဲ့ယာဒူးတွေဖြူဟာမူးဆိုတဲ့ယာဒူးတွေဘုံချုပ်ကြီးဆိုတဲ့ယာဒူးတွေနောက်ဆုံးပြောမယ်ခင်ဗျားတို့အာကိုနေပါလေခင်ဗျားတို့အသက်ပေးပြီးတော့ကာွယ်နေပါလေဆိုတဲ့ရက်ကငားပေလေးလက်မှလူစင်မမီလို့ဒေါပနတ်စီးထားရတဲ့ခွေးပုတော်မှာ ကယ်နိုင်လားတန်ဝီကရဖို့တော်တော်ကောင်းတယ်ဆိုတော့ဒီနေ့အဲ့ဒရင်ကိုကျွန်တော်တွေ့တယ်ကျွန်တော် Telegram မှာဒီနေ့အဲ့ဒရင်တွေပဲကျွန်တော်တင်ပြထားတယ်အဲ့ဒီရဟရင်နဲ့ကျွန်တော်တို့စီကိုအလင်းဝင်လိုက်မယ်ဆိုရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူးဒါကိုလည်းကျွန်တော်အတိပေးချင်တာရဟရင်တစ်စင်းလုံးအဲ့ဒီ viewer မှုတစ်ဖွဲ့လုံး အဲ့ဒီ label တွေအကုန်လုံးကျွန်တော်တို့ပြည်သူရင်ဝင်ကိုခုံလုံလိုက်မယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်เสียအကြောင်းမရှိဘူးဒါလေးကိုလည်း three chess ဖို့လိုတယ်ကျွန်တော်တို့ပြည်သူကိုမျက်နာမမူဘဲနဲ့ကိုယ့်ရဲ့နေရာကိုယ့်ရဲ့ယာတုကိုယ့်ရဲ့စီးစိမ်ကိုယ့်ရဲ့အာဏာပါဝါတွေကိုမစွန့်လွတ်နိုင်ဘူးဆိုရင်တော့ဒီကနေ့တော်တဲ့တောင်းတဲ့မှပဲကဲသူမရှိဆဲသူမရှိအလောင်းအောင်ကောက်မဲ့သူမရှိဖြစ်သွားတဲ့အခြေအနေတွေကို ကျွန်တော်ရဲ့ Telegram ထဲမှာအဲ့ဒီဗီဒီယိုကိုဝင်အောင်ကြည့်ရှုပြီးတော့မှကိုကို၌ဆုံးဖြတ်ဖို့အရေးကြီးပါတယ်ဟုတ်ပြီဖြစ်စဉ်လေးကိုပြကြည့်အောင်ကျွန်တော်ရေးမိပါတယ်ကချင်ခေါင်ရေချိုချိုလေးနဲ့ငှက်ကင်နှစ်ကောင်းမွေးမွေးလေးစတင်တုံးဆောင်ကြပါစို့လိုက်ပွဲအနေနဲ့ view ဟာမှုမီးဖုတ်ပါပါမယ်အလကားကြွေးတာเนาะကျွန်တော်ရေးမိပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာ အမော်မျိုးစကခ27ဌာနချုပ်ကနေပြီးစစ်ကူပေးပို့လာတယ်။အကျန်းဖက်စစ်ခွေးတက်ရဲ့စစ်ရဲရင်3ဆင်းအနက်မှာ2ဆင်းကိုပိုင်ပိုင်နိုင်နိုင်တစ်ချနိုင်ရတယ်လို့ KIA ကအတည်ပြုပြောဆိုထားပါတယ်။ထပ်ပြီးတော့အသိပေးလိုတာကရုတ်တန့်အဟောင်းမဟုတ်ပါဘူး။ပြီးတော့အရင်တော့ကပစ်ချခဲ့တဲ့ရဟတ်ရင်တွေမဟုတ်ပါဘူး။ အခုသိကြရင်ကျွန်တော်ရဲ့ channel မှာဝင်ကြည့်ပေးပါလို့ပဲကျွန်တော်ကပြောတာပါကျွန်တော်ရဲ့ရေဝရှင်လေးမိသားစုဝင်တွေကတော့အကုန်လုံး viewer မှုမိဖို့ကိုသုံးဆောင်ပေးပြီလို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဟုတ်ပြီရွှေကူကနေပြီးတော့56မိုင်လောက်ပေါ့တဲ့အဲ့တော့ဝေးတဲ့နေရာတော်ထဲမှာတစင်းကြသွားတယ်အဲ့ဒီကြသွားတဲ့အစင်းကကျွန်တော်ရဲ့ Telegram မှာရုပ်သံ HD တင်ပြပေးထားတယ် နောက်ထပ်တစ်စင်းကဆက်ပြီးတော့ပြန်တန်းလို့မရတဲ့အချိန်မှာအရေးပေါ်ရွှေကူဘက်ကိုဆင်းသက်သွားတယ်လို့ကနဦးတိထားရပေမဲ့ကျွန်တော်ဖင်သတင်းပြောနေတဲ့အချိန်မှာပဲအဲ့ဒီတစ်စင်းကလည်းပဲဘီရီဆောင်လေးမီးဖုတ်ခံနေရကြောင်းကျွန်တော်မိဘတွေကိုတင်ပြပေးခြင်းပါတယ်ဟုတ်ပြီဘာကြောင့်ကျွန်တော်ဒီလိုပြောနိုင်တာလဲဆိုရင်အကျွမ်းဖက်စစ်ခွေးတက်ရဲ့ဆေးရည်ရင်တစ်စင်းအရေးပေါ်ဆင်းတယ်ပြီးတော့အဲ့ဒီအရေးပေါ်ဆင်းတဲ့ အဲ့ဒီကုန်းမြီကရောဘသူပိုင်တဲ့ကုန်းမြီလဲကျွန်တော်ပြည်သူပိုင်တဲ့ကုန်းမြီကျွန်တော်ပြည်သူတစ်ချက်လုံးဟာအကြောင်းဖက်စစ်ခွေးတက်အခုလိုမျိုးငှက်ကင်တကောင်ဆန့်ငင်ဆန့်ငင်လေးနဲ့ဗါလေနားမဲ့နေရာမရှိ တက်ဟိုရက်မဲ့နေရာမရှိလေရင်ကွင်းမရှိ လေတော့တဲတော်တဲ့တောင်တဲ့ကိုပဲဆင်းလာတယ်ဆိုရင် ကျွန်တော်တို့ပြည်သူကသူတို့ကို special plan နဲ့ပကိလိုက်အခန့်မှာဖြစ်တယ်ရှေ့တစင်းက ။တစ်စင်းလုံးမိလောင်ပြကြပြီးတော့အဲ့ဒီထဲမှာပါတဲ့ viewer မှုနဲ့ဒါလင်းမောင်းတဲ့သူတွေကောပြီးတော့အကူတွေရော ပြီးတော့တွဲဖက်အရာရှိတွေကောတဖွဲ့လုံးတေဆုံးတွားရတာကနည်းနည်းလေးသက်သာအောင်မယ်။နောက်တဲ့ဒဇင်းအခြေအနေကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ကတင်ပြနေခြင်းဖြစ်တယ်။ကျွန်တော်ပြည်သူလူထုတစ်ရက်လုံးရဲ့မေတ္တာတွေနဲ့တယောက်ကိုသရွေးတစ်ချက်ထွေးရင်တော့မှအဲ့ဒီကောင်တွေသရွေးပင်လဲမျောပြီးတော့ ်ဂျုတ်ပြက်စင်ပြက်ဖြစ်သွားမယ်လက်ရှိလည်းအခုလိုဖြစ်နေတာပါဟုတ်ပြီဒီမှာပြန်ရင်သတင်းမှန်ပြန်ကြားရေးထုတ်ပြန်ကြညာချက်လေးကိုကျွန်တော်အတီးပြူပြီးတော့ပြောချချင်ပါတယ်ကချင်းပြည်နယ်ဗမော်မြို့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27ကနေပြီးတော့အစ်ကူပြေပို့လာတဲ့ဆေးရရင်3စီးအနဲ့2စင်းကိုထိမှန်အောင်ပြစ်ချနိုင်ခဲ့ကြောင်းကချင်းလွတ်လပ်ရေးတပ်မတော် KIA ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ပြောဆိုခဲ့တဲ့သူကတာဝန်ခံဗိုလ်မှူးကြီး နော်ဘူးဖြစ်ပါတယ်ကျွန်တော်အမိပါလေကျောင်းတိုင်းသားကောင်းဆောင်တွေကတော့ဥပွင့်လင်းလင်းပဲပြင့်ပြစ်လိုက်တယ်ထိထိသွားတယ်ထိလို့ပြစ်လို့ကြာသွားလို့အသက်ရှင်မှုတော့စိတ်မကူးနဲ့ဟိုးတခါအရကတတော်မိပြန်မှာကျွန်တော်ရခိုင်သားတွေပြီးဖုတ်လိုက်တယ်အကြမ်းဖက်စစ်ခွေးလီဘောကကောင်းနေအောက်ကိုပြေးစင်းတော်တော်မှဒါတော်မှဒီကောင်တွေ ပြင်းနေတာတော်တယ်မှာလွတ်လို့လားကျွန်တော်ဒီပါမလွတ်ဘူးဟုတ်တယ်နော်ကျွန်တော်ဒီပါဟုတ်ပြီဒါကရှင်းတဲ့ကပြဖို့လာတယ်သတင်းတွေဖြစ်ပါတယ်ကျွန်တော်ဒီပါဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့လက်ရှိချိန်ထိကကျွန်တော်တို့ KIA ပြချနိုင်ခဲ့တဲ့ရဲရင်2ဆင်းအပါဝင်ရဲရင်4ဆင်းအထိအောင်မြင်စွာ ပြချနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအများဆုံးပြချသွားတာက MI70 ရဲရင်တွေဖြစ်ပါတယ် ဟုတ်ပြီဒီချင်းနေမှာလဲကျွန်တော်တို့ဒါ KIA နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းလှုပ်ဆောင်နေတဲ့လက်ရှိစစ်ဆင်ရေးတင်းထန်နေတယ်ဆိုတာလဲကျွန်တော်ရေးပြပါတယ်အားလုံးသိရှိပြီးသားအဲ့ဒီကိုကျွန်တော်အချက်မဖက်စစ်ခွေတက်ကစစ်ကူပြစ်ကူတွေမရမနာပေးဖို့နေပေမဲ့လည်းပဲကျွန်တော်တို့ရဲ့ area တွေကျွန်တော်တို့ရဲ့ဂွင်တွေကိုရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ခင်လိုက်တဲ့ငှက်ခင်တဲ့အတူကချင်းခေါင်းရီချိုချိုလေးပါ ကျွန်တော်မိပါတွေ့ တွဲဖက်စာတုံးလိုက်ရင်ဖြစ်ဘလောက်တောင်ခြုံလဲမကြခင်မှာလဲပဲအညာကထမ်းရည်နဲ့အတူညက်ကင်ချိုချိုမွေးမွေးလေးကို တွဲဖက်ပြီးတော့စာတုံးရမယ်အခြေအနေတွေလည်းရှိနေပါကြောင်းကျွန်တော်အရန်ကိုချစ်ခင်လေးစားရတယ်အညာသူအညာသားတတိကဲကြီးတွေကိုကျွန်တော်လီလီစားစားကြိုတင်ပြောကြားလိုပါတယ်ဟုတ်ပြီ ကျွန်တော်တို့ KIA ကပြစ်ချလိုက်တဲ့ဒါပြစ်ချသွားတဲ့မီးလောင်သွားတဲ့ပြာကျသွားတဲ့ဘူဟာမူးလိုက်ပါစင်းနေလာတဲ့ဒါ MI sample ရဲရင်ကိုလည်းပဲလက်ရှိအချိန်မှာတွေ့သွားပြီလို့ brain ထုတ်ပြန်ထားပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ Telegram မှာကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်ကိုတင်ပြထားတာဖြစ်တယ် AI နဲ့လုပ်ထားတာမဟုတ်ဘူးเนาะကျွန်တော်မြင်ပါဟုတ်ပြီဘူဟာမူးကပါတယ် ပြီးတော့သူနဲ့တစ်ဖွဲ့လုံးပါတယ်သူတို့နာမည်တွေကိုကျွန်တော်တိကျရတာနဲ့ကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်တင်ပြပေးပါမယ်ဆိုတော့နာမည်စင်းတွေအတွက်ကျွန်တော်တို့ဒါဒီဒီတွေစီစစ်နေပါတယ်ကျွန်တော်ရဲ့မိဘဆိုတော့အဲဒီမှာဘယ်လိုကောင်းတွေပါလာလဲဘယ်လိုအရာရှိတွေပါလာလဲဆိုတာကိုကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်သင်းကလည်းပဲပန်ကကျိုးသွားတယ်အဲ့ဒီဟောအဲ့ဒီကျွန်တော်တို့ဒါစစ်ရဲရင်ကလည်းပဲ ဘေးဆောင်ကြီးလက်ရှိအချိန်မှာစန့်ငင်စန့်ငင်ဖြစ်နေတယ်ကျွန်တော်ပြည်သူတွေကပထမဦးဆုံးတင်ပြပို့ထားတာဖြစ်ပါတယ်အဲဒါကြောင့်လက်ရှိကျွန်တော်တော်လိုင်းရေးမှာကျွန်တော်ပြည်သူဟာအရန်ကိုရေးကြည့်တာပါနောက်ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာကျွန်တော်တို့ဒါဒါ MOD NUG ထုတ်ပြန်ကြေညာချက်တွေပြီးတော့အခုမင်းကိုနိုင်ရဲ့ပြောဆိုချက်တွေမှာလည်းပဲအခုလိုပုံစံမျိုးကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်ပြည်သူအားလုံးဟာပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ဖြစ်ပါတယ် we are people the bank for ဆိုတော့လက်ရှိအချိန်မှာလည်းအဲ့ဒီစေးရဟင်ကဘလို့ပုံစံမျိုးလေးနဲ့ဘလို့မျိုးရေတောက်ဆင်းနေရတယ်ဘလို့လေးခါကိုင်းနေတယ်ပြီးတော့ဘလို့မှပြန်တန်းလို့မရတဲ့အခြေအနေတွေဘလို့မျိုးဖြစ်နေတယ်ဆိုတာကစတိကျစွာကျွန်တော်တို့ပြည်သူလူထုကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြည်သူလက်ထဲကလွတ်စရာဘယ်ခွေးမှမရှိဘူးဆိုတာကိုကျွန်တော်မိဘတွေကိုတင်ပြနေခြင်းကလက်ရှိအခြေအနေမှာ ဒါကျွန်တော်တို့ဘလို့မကိုစကူပြကူပြီးတော့ဘလို့မသူတို့တွေဒါတနန်းစင်္ကာစအကျံဖက်စစ်ခွတဲ့စစ်မှုတန်းအစ်စ်တွေကိုမယံမနာပေးဖို့နေပေမဲ့အဲ့ဒီစစ်စင်ရေးကျွန်တော်တို့လက်ထဲမှာပါကျွန်တော်တို့ဟာလည်းပဲပြင်းထန်တဲ့စစ်စင်ရေးကိုဆင်နေနေတာဆိုတော့ကျွန်တော်တို့စစ်စင်ရေးနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာကြည့်မယ်ဆိုရင်ကချင်ကရင်ကျွန်တော်တို့ကိုမြင့်ဆောင် ကျွန်တော်တို့လေးစားချစ်ခင်ရတယ်ကျွန်တော်တို့ရဲ့အညာသားကြီးတွေပြီးတော့မွန်ထာနေကကျွန်တော်တို့တော်လန်တော်တပ်ဖွဲ့ဝင်တွေပြီးတော့ TNLA တပ်ဖွဲ့ဝင်တွေ KIA အလကတ်တော် AA ဆိုတော့တနိုင်ငံလုံးရဲ့စစ်စင်ရေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီးတော့ဒီအပိုင်းအတွင်းမှာလည်းပဲကချင်ရဲ့စည်အခြေအနေကတော်တော်လေးကို ကြောင်းလဲသွားတာဘလို့မှကိုခံမှန်းလို့မရဘလို့မှကိုပြောပြလို့မရအောင်ကိုမြင်တယ် သုံးနှစ်ဒါပြုတ်စားရတယ်မမခောက်ဆွဲအဲ့ဒါတော့နည်းနည်းမြန်နေဦးမယ်ကရင်နေတိုက်ပြီးဟေ့ပြီးသွားပြီနေ့တဝက်တော့မကြတဲ့တိုက်ပွဲတွေငါမစုတ်တန်းခံစေငါသေမှငါစကန်းရမယ်ဆိုတော့ဒီလိုမျိုးဖြူဟာကုန်းကြီးတွေတကယ့်ကိုကြီးဒီကနှစ်ပေါင်းများစွာတမိုင်းရာဇဝင် ကြီးခဲ့တဲ့တကယ့်ကိုခံစစ်အတွက်တည်တည်ချာချာပြင်ဆင်ထားတဲ့ဒါအပြင် ဒီကြောင့်ငါ့ဘာပစ်ကူတွေပေးတဲ့လည်းနဲ့ကြီးတွေနဲ့ဘာပစ်ကူတွေပေးတဲ့ကြားရမှာကရင်နဲ့ကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ပြီးဟေ့အတံမဲ့ပေးရသေးတယ်အိုက်စခန်းကရသွားပြီဒီကြတဲ့ဒီနေ့မှာဒါကရင်နေချစ်ပေါက်ထားလို့ခေါ်တီးလိုက်တဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေကလက်နက်တွေကိုကြိုတင်ပြီးတော့သူတို့ကပြေးဖို့ကပြင်ဆင်ထားတယ်ကျွန်တော်မြင်ပြီးပါပြေးဖို့အတွက်အဲ့ဒီလက်နက်တွေကိုတွင်းတူပြီးတော့ညှုတ်ခဲ့တယ် ပြီးတော့နိုင်တဲ့လက်နက်တွေပေါ့ဗျာနိုင်တဲ့လက်နက်လေးတွေကိုသူတို့ကထမ်းပြီးတော့ထုံးစံအတိုင်းပဲထိုင်းနိုင်ငံကိုအယောက်20ကျော်30နီးပါးထွက်ပြေးသွားတယ်ကျွန်တော်တို့ပြည်သူကိုလည်းသူတို့တွေအခုပြန်ပြီးတော့ကြောက်နေရပြီကျွန်တော်တို့လူငယ်တွေကိုပို့ပြီးတော့ကြောက်နေရပြီပြီးတော့ရှင်းရင်းဆွဲတိုင်းသားတပ်ဖွဲ့ဝင်တွေဆိုရင်အတန်ကြားတာနဲ့တင်ရှူရှူရောအေးအေးပါထွက်လောက်အောင်ကိုကြောက်နေရပြီ ျွန်တော်တို့ရဲ့တမချက်ကလည်းပဲပြသတာဘို့ဗျဒီလိုချင်းနေမှာကျွန်တော်တို့ချင်းကရင်ကျွန်တော်တို့ဒါပူပေါင်းတပ်ဖွဲ့ဝင်တွေကစကမ်းအမြောက်အများကိုနေ့စဉ်ရက်ဆက်တင်းယူနေပါကြောင်းကိုကျွန်တော်မိဘတွေကိုတင်ပြချင်တယ်ဒီအပိုင်းတွေအတွင်းမှာကျွန်တော်မိဘတွေသတင်းကောင်းတွေအများကြီးကြားရမှာဖြစ်တယ်လို့လည်းကျွန်တော်တင်ပြခဲ့တာရှိတယ်ဆိုတော့ကျွန်တော်တို့ဒါရဲဘော်လူငယ်တွေတိုင်းတပ်ဖွဲ့တွေအနေနဲ့ပြောင်းရွှေ့ ဒါနေထိုင်ရတဲ့အခြေအနေတွေကျွန်တော်တို့တက်တည်တက်ရွေးတွေစီစဉ်ရတဲ့ဒါရှင်းစစ်မြင်တာအပြင်မှာလိုအပ်ချက်အမြောက်များရှိနေပါတယ်လက်နက်ခဲယမ်းလိုအပ်ချက်အမြောက်များလွန်စွာမြင့်မားနေပါကြောင်းကိုလည်းကျွန်တော်မိဘတွေကိုအတိပေးလိုတယ်ဒီအချိန်တွေမှာကျွန်တော်တို့ဒါနောက်25ကထူကြတဲ့နှစ်ဖြစ်တဲ့အတွက်ကျွန်တော်မိဘတွေလက်ရှိတော်လှန်ရေးရဲ့သမိုင်းထဲမှာကြီးမားတဲ့အောင်မြင်မှုတွေကြီးမားတဲ့အချိုးအကျတွေကိုထပ်မံမြင်တွေ့ရဖို့ရှိနေပါတယ်ဆိုတော့ကျွန်တော်မိဘပြည်သူတွေရဲ့ဝင်းရဲ့ကိုငြိမ်မှု ျွန်တော်တို့တော်လှန်ရေးရဲ့အဆုံးဖြတ်ပါကျွန်တော်ပို့ဝင်လင်းလင်းပဲဝန်ခံပါတယ်ကျွန်တော်မိဘတွေဝင်ရင်ကူညီမှုကျွန်တော်မိဘတွေပါဝင်လှူဒန်းမှုမရှိဘူးဆိုရင်ကျွန်တော်တော်လန့်ရေးဒီထက်ပိုကြသွားနိုင်တယ်ကျွန်တော်လူငယ်တွေကကြားလောက်ရှေ့ကိုဆက်နေတယ်လက်ရှိအချိန်မှာလည်းပဲကျွန်တော်တို့အိမ်ပြန်နေတဲ့လမ်းပေါ်မှာအကြမ်းဖက်စစ်ခွေးတက်မှန်သမျှကျွန်တော်တို့အကုန်လုံးကိုမိဖုတ်နေတယ်ဆိုတာလည်းကျွန်တော်မြင်ပါတယ်အားလုံးတရားမှာဖြစ်ပါတယ်ဒါကြောင့်ဒီချက်ပုံပုံကောင်းမွန်တဲ့ အောင်ပွဲတွေရရှိဖို့အတွက်အစုံသက်အောင်ပွဲကိုရရှိဖို့ကျွန်တော်မိဘတွေဝင်းရံကူညီထောက်ပံ့ဖို့လေးလေးနက်နက်တိုက်တွန်းခြင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသက်ပြစီကျွန်တော်မိဘများပြောတယ်မဟုတ်လားတင်းကောင်းကြရတဲ့ဆိုတော့အရင်ပြောပါတယ်ဒီနေ့ညကင်းစာဖို့တော့တော်တော်ယူနေဒါမဲ့ဟိုကကုရှိမှာရှိတဲ့ထမင်းဟင်းကြတော့မစားလို့ပဲကောင်းမလဲနော်โอเค thank you ကျွန်တော်ဒီနေ့ကောင်းကောင်းတင်ရတယ်ဆိုတော့ ရပြောအဲ့ပြောမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်မိဘများနဲ့အတူတူရှိတဲ့နေရာတိုင်းမှာကျွန်တော်တို့တနိုင်တဲ့ဘက်ကနေဝင်းဝင်းကူညီပေးချရအောင်ကူညီချရအောင်ဆိုပြီးတော့ကျွန်တော်တက်ပြီးတော့တောင်းဆိုချင်ပါတယ် Okay အားလုံး good night ပါ